မင်္ဂလာပါဆရာဒီနေ့တော့လေဘာလေးပြောချင်လဲဆိုတော့ပင်မန်းနေတဲ့လူတွေနာကျင်နေတဲ့စိတ်ဒဏ်ရာတွေနှုံးချိနေတဲ့စိတ်ပိုင်းဆိုင်ရာတွေအတွက်စဉ်းစားဖို့တွေးခေါ်ဖို့ပြုပြင်ပြောင်းလဲပြီးတော့ဘယ်လိုနေထိုင်မလဲဆိုတာကိုသိဖို့အတွက်ရွှေနှုတ်ကဲ့ application နဲ့မှာတွေ့လိုက်ရတဲ့ the power of norm ဆိုတဲ့အစာအုပ်ကလေးကိုဆရာပြောခြင်းပါတယ်အဲ့အစာအုပ်ကလေးကြောင့်မပြောခြင်းပါဆရာကိုကြော်ညာတယ်ပဲဆိုဆိုမောင်းခတ်တယ်ပဲပြောပြော ရွှေနှုတ်ကစာဖတ်တဲ့သူတွေပေါ်မှာစည်စနာထားတာကိုဆရာသွားတွေ့ရပါတယ်။ကံလဲသူညံလဲမြူသိန်း250ငွေသားစုတွေနဲ့တခြားစုမဲလက်ဆောင်တွေလည်းပါတာကိုတွေ့ရတယ်။စာပေကိုမျက်နှိုးတဲ့သူတွေစာပေကနေအတွေးအခေါ်တွေရင့်ကျက်လာအောင်ဆောင်ရွက်ခြင်းနဲ့စာဖတ်ပရိသတ်တွေအတွက် စီစဉ်ပေးတာလို့ဆရာကတော့ခန်းစားမိတာ။အောက်တိုဘာနဲ့နိုဝင်ဘာလနှစ်လမှာဝေသူတိုင်းအတွက်ပထမစုကသိန်း100ရဲ့ဗျာ။ ကျွန်ဆရာရောင်းစိတ်ဝင်စားသွားတယ်ငါလည်းဝယ်ဥမနဲ့တူတယ်ပေါ့စာဖတ်ဖို့အတွက်လည်းအကျိုးရှိမတော်တဆများကုစုကောင်းမှုအကြောင်းပြုပြီးမဲများပောက်ခဲ့ရင်ကံကောင်းခဲ့ရင်လေတိမ့်တရာရအောင်ပဲဟာဒုတိယဆုကြတော့တိမ့်90လေးဗျာတတိယဆုကကြတော့ဆရာလူကျင်တာပါ lifetime ဆိုရဲစာဖတ်ခွင့်ပြ Twin Note ဆိုရဲ application ကြီးဟာရှိနေတဲ့ duit ကျွန်တော်အနေနဲ့စာတွေဖတ်ခွင့်ရမယ် Twin Note ဆိုရဲ application နဲ့မှာအစ်စ်အစ်စ်တော်စာအုပ်တီတက်လာတာနဲ့မျှစာတွေဖတ်လို့ရမယ်ဆိုတာလို့ဆရာသွားတွေ့တာပဲဆရာတို့နေထိုင်သွားလာနေရတဲ့ noun a day body ဒီနေ့ခစ်ကြီးကိုဆရာက speed age တို့နာမည်ပေးလိုက်ချင်ပါတယ် speak to age ကတော့အရှိန်နဲ့အဟုန်နဲ့ပြေးလွှားနေရတဲ့ခေတ်ကြီးဖြစ်ပါတယ်ဒီလိုမျိုးအရှိန်အဟုန်နဲ့ပြေးလွှားနေတဲ့ခေတ်ကြီးထဲမှာဆရာတို့တွေဟာပြင်းပြင်းထန်ထန်ကြိုးစားနေရတယ်ပြင်းထန်တဲ့ရှင်ပြိုင်မှုတွေနဲ့ပြက်ပြက်သားသားရှင်ပြိုင်နေရတယ်ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာဝေဒနာတွေလည်းဆရာတို့ခံစားနေရတယ်နိုင်ငံတကာမှာကောက်ယူခဲ့တဲ့စစ်တမ်းတစ်ခုကိုဆရာဖတ်ဖူးတယ်အဲ့စစ်တမ်းတစ်ခုရဲ့ရလက်ကိုကြည့်လိုက်တဲ့အခါမှာတော့တစ်ပါးတဝန်းလုံးမှာ လူသားတွေရဲ့မကောင်းတဲ့စိတ်ခံစားချက်တွေဟာတစ်နေ့ထက်တစ်နေ့တစ်နေ့ထက်တစ်နေ့များများလာတယ်လို့ဆိုပါတယ်ဘလောက်တောင်စိုးရိမ်စရာလဲပြန်စဉ်းစားကြည့်အောင်ဒီလိုစိတ်တွေပင်ပန်းနွမ်းနေတာဟာဘာကြောင့်လဲကျွန်တော်စိတ်ကြောက်ပဲပေါ့ကျွန်တော်ဟာဒီလောကကြီးတွေကိုရောက်လာတယ် no choice เนาะရှာမှာရွေးချယ်ပိုင်ခွင့်မရှိဘူးဘယ်သူသာသမီဖြစ်ချင်နေဗျာယောက်ျားကလေးဖြစ်မွေးပါဗျာ မင်းကလေးအဖြစ်မွေးပါဗျာဘယ်နိုင်ငံမှာမွေးပါဗျာဆိုဆရာတို့ရွေးချယ်ပိုင်ခွင့်မရှိခဲ့ဘူး ဆရာတို့လောကကြီးတွေကိုရောက်လာတယ်ကဲအခုဆိုလူဖြစ်တီခွေအဖြစ်ရက်တီရတယ်အဲ့ဒီຢာကိုလက်ခံလိုက်ရပါတယ်ဆရာဆိုရင်ဆရာမေမေနဲ့ဖေဖေနဲ့ပတ်သက်ပြီးတော့လူဖြစ်လာတယ်ညီညီဆိုတဲ့ခန္ဓာကိုယ်တစ်ခုနဲ့စိတ်တစ်ခုကိုရတယ်အဲ့ဒါကိုလက်ခံမှာဆရာမောင်မောင်ဖြစ်ချင်လို့မရဘူးအောင်အောင်ဖြစ်ချင်လို့မရဘူးစင်ကာပူနိုင်ငံသားဖြစ်ချင်လို့မရဘူးအမေရိကန်နိုင်ငံသားဖြစ်ချင်လို့မရဘူးဆရာရဲ့ဖြစ်တည်မှုကိုဆရာလက်ခံပြီးတော့ဆရာအသက်ရှင်နေရတယ်ဒီတော့ဘဝဆိုတာကိုကြည့်လိုက်ရင်나ကျင်မှုတွေပျော်ရွှင်မှုတွေရောထွေးနေတာကိုတွေ့ရတယ် P A I N pain ဆိုတဲ့နာကျင်မှုဟာစိတ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုပါပဲစိတ်ကလူသားတွေကို နာကျင်အောင်လုပ်နိုင်တယ်လို့ပျော်ရွှင်အောင်လည်းလုပ်နိုင်ပါတယ်စိတ်က အတွေးပေါင်းစုံကို အချိန်တိုင်းတွေးနေတာတွေ့ရမှာပါကိုယ်စိတ်ထဲကအတွေးတွေကိုရက်လို့ရလားဆိုတော့စမ်းစစ်ကြည့်ပါဟမ်စိတ်ထဲကအတွေးတွေကရက်လို့မရဘူးကြောက်စရာကောင်းလောက်အောင်စိတ်ကတွေးနေတာ အဲ့ဒလူစိတ်ကမယမနာတွေးနေတာကိုဆရာတို့လူသားတွေအတွက်ဘာဖြစ်စီလဲဆိုတော့နာကျင်မှုတွေဖြစ်စီတာပဲအဲ့ဒီနာကျင်မှုတွေကတော့ဆရာတို့လူသားတွေကလည်းကိုယ်စိတ်ကိုကိုတခါမှတုံးသက်စင်ကျင်မှုပြုတ်လောက်တာမျိုးမရှိပါဘူးလေဗျာဆရာတို့လူသားတွေတော်တော်များများဟာစိတ်ရဲ့ကြေးကြုံအဖြစ်တောင်ဖြစ်နေတယ်လို့သိပိုင်းဆိုင်ရာ စိတ်တဗီရပညာရှင်တွေကသုံးသပ်ကြပါတယ်နောက်တစ်ခုပြောရမယ်ဆိုရင်တော့စိတ်ကြီးပဲရှိနေတာမဟုတ်ဘူးစိတ်နဲ့ယုံနယ်ဟာတစ်ခုတစ်ခုဆက်နွယ်နေကြဟုအားလုံးသိပြီးသားဖြစ်ပါတယ်ဒေါသထွက်နေတဲ့လူတစ်ယောက်ရဲ့ပုံပန်းတွင်ပြင်ဟာတိုက်ခိုက်ဖို့အတွက်အဆင်သင့်မယ်ချဖို့အတွက်အဆင်သင့်မယ်တီတီတန်တန်တီတီငိမ့်ငိမ့်နဲ့ခန်းနာထဲဝါတဲ့ဇပွဲပေါ်မှာစကားပြောနေတဲ့ကုမ္ပဏီဝန်ထမ်းတွေငိမ့်ငိမ့်လုံနေတဲ့တန်တမန်တွေသူတို့တွေတော့မှဒေါသထွက်သွားရင် လက်သီးတော့မဆုပ်ဘူး body language ကပြောင်းသွားတာချက်ချင်းကိုပဲသိတာပေါ့ဒါကြောင့်စိတ်ကရုပ်ကိုတွန်းပို့တဲ့သဘောရှိတယ်လို့ပြောချင်ပါတယ်အဲ့ဒီဟာကိုဆရာတို့လူသားတွေကချက်ချင်းမသိဘူးအဲ့လိုခံစားပြီးတော့ဟာငါခန္ဓာကိုယ်ကြီးတောင့်သွားတယ်ငါစိတ်ဆိုးတာတို့မများရိပ်မိသွားပြီလားမသိဘူးဆိုတဲ့ဟာကိုဆရာတို့ကတွေ့တတ်တယ်ဘလို့ဖြစ်သွားလဲဆိုတော့ပြီးသွားတော့မှဆရာတို့ကတတိပြုမိကြတယ်အဲ့တော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုတတိမပြုတ်လဲမပြုတ်မိရောဘာဖြစ်လဲနာကျင်ရတာပေါ့ ။နာကျင်တဲ့အခါမှာစိတ်แท้ကပြုသည်မနုရတဲ့ဘဝတွေဖြစ်ကုန်ရော။အဲတော့စိတ်ခံစားချက်တွေကြောင့်နာကျင်ရတာတွေကိုခွဲခြားပြီးတော့ဆရာတို့ကသိဖို့လိုပါတယ်။ပြစ္ဆုတ်ပန်နာကျင်မှုနဲ့အတိတ်နာကျင်မှုဆိုပြီးတော့စိတ်ခံစားချက်နှစ်မျိုးဆိုပြီးစောင့်ထဲမှာရည်ရတာဆရာတွေ့ရတယ်။ဟုတ်တယ်။ပြစ္ဆုတ်ပန်နာကျင်မှုဆိုတာကလက်ရှိအနေအထားကိုမကျေနပ်တဲ့အတွက်ငင်းဆန်တဲ့အတွက် ပြစ်စုံပံမှာဆရာတို့ဖြစ်ပေါ်လာရတဲ့နာကျင်မှုပါလက်ရှိအနေအထားကိုပြင်းပြင်းထန်ထန်ငင်းဆန်လီလီဝေဒနာကလည်းပြင်းပြင်းထန်ထန်ခံစားရလိမ့်မယ်ဆိုပါစို့ကိုချစ်သူကကိုလမ်းခွဲသွားတယ်ပေါ့ဟုတ်တယ်ဒီလိုလမ်းခွဲမှုကိုလက်မခံနိုင်တဲ့အခါမှာပိုနာကျင်ရတယ်အဲလိုချက်ချင်းလငင်းဖြစ်ပေါ်နေတဲ့ the pain of norm ဆိုတဲ့ပြစ်စုံပံနာကျင်မှုကိုအချိန်မီမဖြေရှင်းနိုင်လေလေ အဲ့ဒီနာကျင်မှုကနေကိုယ့်ရဲ့ကိုယ်ခန္ဓာထဲမှာဆု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 လာပြီးအဆိုင်အခဲကြီးဖြစ်လာအဲ့ဒီအဆိုင်အခဲကိုဆရာတို့ကမဖြောက်ဖြက်လဲမဖြောက်နိုင်တော့ the pain body လို့ခေါ်တဲ့ကိုယ်ခန္ဓာနာကျင်မှုတွေပါပြည်နေလာတဲ့ခန္ဓာကိုယ်ကြီးကိုဆရာတို့ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ် ဆရာသမီးတယောက်ကတော့မေးဘူးလေအဲ့လိုချစ်သူတွေဘာတွေကကိုယ်လမ်းခွဲသွားရင်ဘလို့ခံစားလဲဘောသားမထွက်ဘူးလားတကယ်တမ်းလူစိတ်အရဆိုရင်တော့ထွက်တာပေါ့ပေါက်ကွဲတာမယမ်းလိုက်တာငါ့ကိုဘလုတ်သွားတယ်ဟမ်ဆရာကတော့ကိုယ်ကိုကိုမနာကျင်အောင်ဒီလိုမျိုးလေးငငယ်တုန်းကပြင်ဆင်ခဲ့မှုတာလေးကိုစကားလက်ဆောင်ပါခြင်းပါတယ်ဆရာငယ်တော့ချစ်သူတယောက်ကကိုနဲ့လမ်းခွဲမယ်ဆိုရင်သူနဲ့ကိုနဲ့ပျော်ရွှင်ခဲ့တာ ड़ी ကြည်နူးခဲ့တာ ड़ी ယူရခဲ့တာ ड़ी ပြင်နာခဲ့တာ ड़ी တိတ်တက်မှုတွေနဲ့ချစ်ခင်မှုတွေဟာကိုဆရာပြန်ပြီးတော့စဉ်းစားတယ် ူကို့အပေါ်ကောင်းတဲ့ကောင်းပွက်တီးကိုပဲစဉ်းစားတယ်အဲ့လိုစဉ်းစားပြီးရစဉ်းစားပြီးတော့ဟောငါဒီလိုမျိုးသူ့ကိုကောင်းကောင်းလုပ်ပေးတယ်လို့သူကလည်းငါ့ကိုကောင်းကောင်းလုပ်ပေးခဲ့ပါတယ်အဲ့တော့ငါတို့နှစ်ယောက်သားလမ်းခွဲတဲ့အချိန်မတိုင်ခင်အရှိကအတိတ်မှာတော်တော်ကြည်နူးခဲ့ရတာပဲအဲ့တော့သူနဲ့ငါနဲ့က အခုချိန်ထိပဲအခွင့်တင့်နေနေတူပါရဲ့ဆိုပြီးတော့စဉ်းစားလိုက်တယ်အဲ့တော့ပစ္စုပန်မှာဖြစ်လာတဲ့ငါကိုလမ်းခွဲတဲ့ဆိုတဲ့ feeling နဲ့ဒေါသတွေကိုမတွေးပဲနဲ့စိတ်ချမ်းသာမဲ့အကြောင်းအရာတွေတွေးပြီးတော့လက်လက်လက်ခံရတော့မယ်။ तू လမ်းခွဲပြီဆိုမှတော့ကိုကလိုက်ပေါင်းလို့မှမရတာလမ်းခွဲရတော့မှာပေါ့။အဲ့တော့ तू နဲ့ကိုနဲ့ကြည်နူးတာကို तू နဲ့ကိုနဲ့ပျော်ရွှင်နေတာကိုစဉ်းစားလိုက်တဲ့အခါမှာပစ္စုပန်ဒေါသဟာငြိမ်သွားပြီးတော့ ြစ်စုံပံတော့ကတွေကလေငြိမ်းပြီးတော့လူဟာငြိမ်းချမ်းမှုပူရတာကိုဆရာသတိထားပြီးခံစားမှုပါတယ်ဒေါသထွက်ပြီးတော့ငါ့ကိုဘာလို့ဖြတ်ကားတာလဲနောက်တစ်ယောက်တွေးချင်လို့လားဘာလဲတွေးနေတော့ပြစ်စုံပံမှာပောက်ကွဲလေးလေးပင်မဆင်းရဲမှုကြီးလေးလေးပဲပြစ်စုံပံကာလမှာနေထိုင်တတ်တယ်ဆိုတာဟာအတိတ်နဲ့အနာဂတ်တွေကိုတွေးပြီးအချိန်ဖြုံးတာတွေကနေလွတ်မြောက်သွားတဲ့သဘောပဲဖြစ်ပါတယ် ပစ္စုပန်မှာနေထိုင်တတ်တဲ့အတွက်ကတော့ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့စိတ်ခံစားချက်တွေနဲ့ကိုယ့်ရဲ့အပြုတ်အမူအပြုံးအဆိုတွေကိုစောင့်ကြည့်လေ့လာရမှာပဲဖြစ်ပါတယ်ပစ္စုပန်မှာနေထိုင်ခြင်းကြောင့်ပထမဆုံးရတဲ့ကျေးဇူးကတော့စိတ်ရဲ့အနှောင်အဖွဲကနေလွတ်မြောက်သွားနိုင်တာပါပဲလို့ဆာရေးဆရာကရေးသားပြီးတော့လမ်းညွှန်တာကိုတွေ့ရတယ် စိတ်ကိုတရိထားမယ်အဲ့စိတ်ကလေးကိုထိန်းကျောင်းနိုင်လေလေစိတ်ကြောက်ခံစားရမယ်တောကပြပါဒတွေလည်းနေသွားတယ်လို့ပြောပါတယ်ပြောမယ်ဆိုရင်တော့စိတ်ဆိုတဲ့အရာကတတိနည်းနည်းလွတ်တာနဲ့ထကြွတောင်းညံတက်တဲ့သဘော ရှိတယ်ဒီတော့စိတ်ကိုခွန်အားရှိအောင်ထိန်းချုပ်တက်ဖို့ဆရာတို့လေ့ကျင့်ရမှာပဲဖြစ်ပါတယ်စိတ်ခွန်အားတောင့်တင်းခိုင်မာလာပြီးဆိုရင်ပြေးလွှားနေတဲ့အတွေးမျိုးစုံကို တီတီငိငိနဲ့ပြုံးပြုံးလေးထိုင်ကြည့်နေသူတယောက်ဖြစ်လာပါလိမ့်မယ်။ပြစုံပံမှာနေထိုင်ခြင်းရဲ့ဒုတိယအကျိုးကျေးဇူးကတော့တဲ့မကောင်းတဲ့စိတ်ခံစားချက်တွေကိုဆရာတို့ဖယ်ရှားနိုင်တာပါပဲ။မကောင်းတဲ့စိတ်ခံစားချက်တွေကိုဖယ်ရှားနိုင်တော့စိတ်ရဲ့နာကျင်မှုဆိုတာဟာပြစုံပံနာကျင်မှုနဲ့အတိတ်နာကျင်မှုဆိုပြီးနှစ်မျိုးရှိတယ်ဆရာပြောခဲ့တယ်လေ။အဲ့ဒီနှစ်မျိုးစလုံးကိုတတ်တာဇေနိုင်တာကတော့ပြစုံပံမှာနေလိုက်တာပဲ။ခုနက ခြေသူကလမ်းခွဲမယ်ဆိုတဲ့ကိစ္စကိုသွားရအောင်သူလမ်းခွဲတာကိုလက်ခံလိုက်တယ်ပြစ်ဆုပ်ပံမှာနေထိုင်လိုက်တယ်ဒေါသမထွက်အောင်လုပ်လိုက်တယ်စိတ်ချမ်းသာအောင် အတိတ်မှာတုန်းကသူနဲ့ကိုနဲ့ကြည်နူးပျော်ရွှင်ခဲ့တဲ့ကောင်းကွက်တွေပဲတွေးပြီးတော့အော်ဒုနှစ်ယောက်ကဒီအချိန်ထိပဲအကြောင်းအခွင့်တင့်တာပဲဆိုပြီးတော့ယောနိတော်လို့ဆရာခဏခဏပြောဦးပါတယ်အစ်စ်အစ်စ်နှလုံးသွင်းလိုက်တဲ့အခါမှာစိတ်ပိုင်းဆိုင်ရာတက်တာပါတယ်ပြစ်ဆုပ်ပံမှာနေထိုင်ပြီးသားလည်းဖြစ်သွားတယ်ဒါကြောင့် ပစ္စုပန်မှာနေထိုင်တဲ့အခါမှာနာကျင်တာတွေရှိနိုင်နေတယ်။လက်ရှိခံစားနေရတဲ့အခြေအနေကိုလက်မခံဘဲညှင်းဆန်နေလို့ပဲဖြစ်ပါတယ်။အဲ့တော့ဆရာတို့ဆိုပါစို့ချစ်ရတဲ့သူတယောက်ကိုမျက်နှာအရဆွေမျိုးသားချင်းတယောက်ကိုမိမတယောက်ယောဂအသေးအံဖြစ်နေတယ်။တစ်ချိန်ချိန်မှာသူဆုံးပါသွားမယ်။သိနေတယ်။ဟုတ်တယ်ဝေဒနာလည်းအရင်ပြင်းထန်နေတာကိုဒုံကိုမျောလင်းတဲ့အတိုင်းပဲဆုံးပါသွားတယ်။ပစ္စုပန်မှာနေလိုက်ပါ။အော် ငါချစ်တဲ့သူတယောက်ငါမိတ်ဆွေမိဘဆွေမျိုးသားချင်းဘိုးဘွားဆုံရှုံသွားပြီသခင်ငါဘာလုပ်ပေးနိုင်လဲအကောင်းဆုံးလုပ်မယ်ကြေကွဲပြီးတော့မလုပ်ပေးနိုင်လေချင်းဘာလို့ဆုံးရတာလဲအသက်ကနေထိုင်လို့ရသေးတယ်အများကြီးငါမျောလင့်နေတာရှောက်တွေးနေတာအပြစ်ဆုံးပုံမှာနေတာမဟုတ်တော့အရှိတရားကိုလက်ခံပြီးတော့အကောင်းဆုံးလုပ်ခိုင်းတာကိုပြောတာပါဒါကြောင့်လက်ရှိခံစားနေရတဲ့ဝေဒနာတွေကိုတတ်တာခြင်းတပဆိုရင်ပြစ်ဆုံးပံဖြစ်တည်မှုကိုလက်ခံပါ အရှုံးပေးတတ်ဖို့လိုပါတယ်ဟုတ်တယ်လေကိုချစ်တဲ့သူတယောက်ဆုံးသွားတယ်လက်ခံမှာပေါ့ဟုတ်တယ်ငါနဲ့ဒီအသက်ရွယ်ဒီချိန်ထိနေထိုင်ခွင့်မပါခဲ့ဆုံးသွားပြီဘိုင်ဘိုင်ပေါ့အမကူတက်တောင်းနေပေါ့ဆိုရင်အတိတ်ကခံစားချက်စီသွားရအောင်အဲ့တော့ကိုကအတိတ်ကခံစားချက်တွေကိုဒေါသထွက်ပြီးတော့ ပေါက်ပွဲလိုက်ရင်တကယ်တမ်းခံစားရတာအခုလက်တလုံးမှာခံစားနေရတာအဲ့လိုနာကျင်တာတွေကိုအမတ်တရားဖြစ်သိမ်းတဲ့အခါအဲ့အချက်အလက်တွေနဲ့နာကျင်မှုတွေဟာအခုလက်ရှိ ပြစ်ဆုပ်ပံမှာအစပြန်လဲပြန်ဖို့ပေးလိုက်ကောအတိတ်ကနာကျင်မှုတွေကအပြင်ကိုခုန်ထွက်လာအပြင်ကိုလည်းခုန်လည်းခုန်ထွက်လာရောပို့ပြီးတော့ဝေဒနာတွေခံစားရအောင် ဒီတော့အတိတ်ကနာကျင်မှုတွေဟာပြစ်ဆုံးပံမာတာပေါ်ထွက်လာတာဖြစ်ပြီးတော့ဒီနာကျင်မှုတွေကိုလည်းရှင်းထုတ်ရမယ်အချိန်ကတော့တဲ့အခုပြစ်ဆုံးပံကာလပဲဖြစ်ပါတယ်ဆိုတာလေးသဘောပေါက်ထားဖို့ဆရာကလမ်းညွှန်ကြပါတယ်စကားလက်ဆောင်ပေးကြပါတယ်ဒါကြောင့်စိတ်ကတိကအောင်ဖြစ်တာတွေစိတ်ဆိုးရတာတွေဒေါသထွက်ရတာတွေကိုဖြစ်ပေါ်စေတဲ့အခါမှာအဲ့ဒီခံစားချက်တွေကိုခုခံညှင်းဆန်ဖို့မကြိုးစားဘဲနဲ့ ြည့်ပြည့်ဝဝကြည်ကြည်ပြူပြူလက်ခံမယ်ပြီးသွားရင်တော့ကိုယ်စိတ်ကလေးကိုကြည်သွားအောင်ကြည်မယ်အဲ့လိုကြည်တဲ့အခါမှာစိတ်တွေပေါ်ပါလာလီလီ ပေါ်ပါပြီးတော့လွတ်လပ်လာလီလီကိုနေရထိုင်ရတာလေကောင်းမွန်လာလီလီလို့ဆာကြီးဆရာကဆိုပါတယ်ပြောမယ်ဆိုရင်တော့စိတ်ကိုစောင့်ကြည့်တာပေါ့လေကိုစိတ်ကိုဘလို့စောင့်ကြည့်မလဲဘလို့ငြိမ်အောင်ထားမလဲဆိုရင်တော့တဲ့ပထမအဆင့်အနေနဲ့တက်တောင့်တက်တာရှိတဲ့ထိုင်ကုန်တလုံးအဲ့ပေါ်မှာခန္ဓာကိုယ်ကိုပျော့ဤသွားအောင်စိတ်ကိုပါ short ချပြီးတော့ထိုင်လိုက်ပါတဲ့ထိုင်လဲထိုင်ပြီးရောကိုကောင်းပေါ်မှာပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်နေတဲ့အတွေးတွေကိုအာယုံခံပြီးတော့စဉ်းစား ာပြီးတော့လိုက်ဖမ်းပြီးတော့စောင့်ကြည့်ပါတဲ့အဲ့ဒီအချိန်မှာပဲစိတ်ကအခြားတနေရာကိုရောက်သွားမယ်ရောက်သွားရင်ပြန်ဖွားမယ်ဒီထဲမှာပြန်ထည့်ပြီးတော့ဘာတွေလဲဆိုပြီးတော့စောင့်ကြည့်ပါတဲ့အဲ့လိုစောင့်ကြည့်ရင်းနဲ့ပဲနှာခေါင်းထဲကိုလေပြင်းပြင်းရှူတူပါတဲ့ပြီးရင်ဖြည်းဖြည်းချင်းလေကို မှုတ်ထုတ်ပါလေအဲ့လေးကျူလေးမှုတ်တာကိုလည်းစောင့်ကြည့်ပြီးတော့ခံစားလို့ရတယ်လို့စာရေးဆရာကလမ်းညွှန်တာအဲ့ပြောရမယ်ဆိုရင်တော့ဆရာတို့ဗုဒ္ဓဘာသာမှာရှူရှိုက်ဆိုတဲ့တရားထိုင်နေကြကြားမှုမှာပဲသူကတော့ဗုဒ္ဓဘာသာမဟုတ်တော့ဒီနီးလမ်းနေလမ်းညွှန်တော့တွတ်တူရအောင်ဆရာသွားပြီးတော့သတိထားမိတယ်ဒါကြောင့်တဲ့သူကအဲ့ဒီလူသားခမားလုံနိုင်မယ်ဆိုရင်တဲ့ဒီဝင်သွားတယ်မှုတ်ထုတ်လိုက်တယ်ကိနောင်မင်းရဲ့အဲ့ အလင်းတန်းတွေကနှာခေါင်းထဲကဝင်လိုက်ဗဇက်ကထွက်လိုက်ဆိုပြီးတော့မြင်လာမိတဲ့လေရဲ့အယောင်လိုဟာမျိုးတွေပါအဲ့ဒီခါကျရင်အတွင်းမိုက်မှာရှိတဲ့ inner body နဲ့ချိတ်ဆက်ပြီးတော့တခါတည်းစိတ်တွေကပေါ့ပါလာပြီးတော့အာယုံကအဲ့တနေရာမှာပဲရောက်နေတာကိုတွေ့ရပါတယ်တဲ့ဒါကြောင့်ဆဆလုတ်တဲ့အခါမှာတော့တဲ့ အစင်မပြေတာတွေစိုးရိမ်ပူပန်မှုတွေရှိနိုင်ပါတယ်လို့စာရေးဆရာက ပြောတယ်။ဒါပေမဲ့လုပ်ပါများရင်လုပ်ပါများရင်လည်းအသားကျလာတဲ့အခါမှာတော့စိတ်လက်မအီမတာမှုတွေဟာလျော့ပါသွားမယ်။စိတ်ကိုငြိမ်အောင်လုပ်ရတဲ့အရာတာကိုလည်းပို့ပြီးသဘောကျလာမယ်။ပြီးတဲ့အခါကျရင်တော့ကိုယ်စိတ်ကိုကိုယ်ဖွင့်ပြီးတော့လက်ရှိ ပြစ်ဆုံးပံပါပဲနေထိုင်ရင်ဆရာတို့ပေါ့ပေါ့ပါပါဖြစ်သွားပါမယ်တဲ့။ဒါကြောင့် ကိုယ့်ရဲ့စိတ်ကိုငြိမ်ဖို့ကိုယ့်ရဲ့စိတ်ကိုမနာကျင်ဖို့ကိုယ့်စိတ်ကိုပျော်ရွှင်ဖို့ကိုယ့်စိတ်ကိုကျန်းမာဖို့အတွက်တော့တဲ့ဆရာတို့ဘာလို့တင်လဲဆိုရင်တော့ခုနကဆရာပြောခဲ့တဲ့ခေါင်းစဉ်လေးကိုပြန်ပြောချင်ပါတယ် The power of now ဆိုတာပစ္စုပန်မှာနေထိုင်မှာပစ္စုပန်ကအဖြစ်အပျက်တွေကိုလက်ခံမှာတချို့အဖြစ်အပျက်တွေဟာပြင်းထန်လွန်အကျင်းရင်ခေါင်းငုံပြီးတော့ဥညွတ်လိုက်ပါ အရှုံးပေးတဲ့သဘောကို ပြောတာမဟုတ်ဘူးနော်ကိုမှပြင်လို့မရတာဒါကိုလက်ခံလိုက်ပြီလို့ဆရာတို့ပေါ်ပါအောင်မြင်မယ်လို့ဆရာကပြောခြင်းပါတယ်အဲတော့စိတ်ပိုင်းဆိုင်ရာကိုပျော်ရွှင်ဖို့အတွက်ဘဝကိုတိဆောက်ခြင်းတပါဆိုရင်ပြစ္ဆုတ်ပမာနေထိုင်ရင် ဖြစ်ကြမှာကြီးကောင်းအောင်ဆောင်ရွက်ပါလို့ပြောချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဆရာနမေညီညီပါရှင်တို့ app ထဲမှာအကောင့်ဖွင့်လိုက်တာနဲ့အခမဲ့စာအုပ်ဆယ်ဥတောင်ဖတ်လို့ရပြီနော်နိုင်ငံတကာကစာရေးဆရာတွေရဲ့စာအုပ်ကောင်းတွေကိုမြန်မာလိုအနှစ်ချုပ်ပေးထားပြီးတော့စာနယ်ရောအတန်းနဲ့ပါနှထောင်လို့ရလို့အခုပဲတော့ဖတ်ကြည့်ဖို့အတွက်တိုက်တွန်းလိုက်ပါတယ် application အသုံးပြုပုံအသေးစိတ်ကိုလည်းရှင်တို့ facebook page မှာမြင်မြင်နိုင်ပါတယ်ရှင်